်ဒေနီမစ်ရှင်များလုံးပဲမင်္ဂလာပါဗျာနော်အဲကျွန်တော်လာမယ့်ဒီ22ကြိမ်အတွက်ပေါ့နော်အဲ break line လေးတစ်ချက်ကြည့်အောင်ဗျာနော် break line လေးကကျွန်တော်တို့ဒီလိုသွားရတယ်ပေါ့နော်အဲဒီမှာ number 3ပေါ့နော်အဲပြီးရင်ကျွန်တော်တို့ဒီမှာတပင်ချပြီးတော့ဒီခါးတိုင်း number 6လေးနဲ့ဒီလိုပေါအောင်လဲပေါ့နော်အဲဒီနှလုံးပေါင်းခြင်းအဲကျွန်တော်တို့ဒီမှာ3 6ဆိုတော့ပေါင်းခြင်း number number 1ပေါ့နော်1 9 8 လေးဒီကျွန်တော်တို့ဒါ break ပေါ့เนาะနှစ်ခွန်လေး break မှာဒီမှာပါဆင်းသွားလဲဆိုရင်နှစ်လေး6ဆိုတော့ဒီဒါနှစ် break ဒီဒါဆင်းသွားတယ်ပေါ့เนาะ okay အောက်ကိုကျွန်တော်တို့စစ်ကြည့်မယ်ဒီမှာ number 3ပေါ့เนาะ number 3ပြီးရင်ကျွန်တော်တပင်ချားကခါတိုင်း number 1နဲ့ကျွန်တော်တို့လို့ပေါင်းလိုက်မယ်3နှစ်ကျွန်တော်တို့ပေါင်းခြင်း number 5ဘာဝါကျွန်တော်တို့နှက်ခတ်ဒီ break ပေါ့เนาะဒီမှာဘာထွက်သွားလဲဆိုရင်8 5နှစ်ဆိုပြီးတော့ကျွန်တော်တို့5 break လေး ်ဒါဆင်းသွားတယ်ပေါ့နော်ဒါဆိုအောက်ကိုစစ်ကြည့်အောင်တပင်ချကဒီမှာနံပါတ်3နော်တပင်ချကခါတိုင်းနံပါတ်6နဲ့အဲကျွန်တော်တို့ပေါင်းလိုက်တဲ့အခါမှာ36ပေါင်းခြင်းဘယ်လောက်ရမလဲကျွန်တော်တို့9ပေါ့နော်9ဘာဝါလေးကျွန်တော်တို့လက်ခတ်6နော်ဒီမှာဘာထွက်သွားလဲ356ဆိုပြီးတော့ဒါ356ဆိုတော့ပေါင်းခြင်းနံပါတ်4ပေါ့နော်ဒါဆိုရင်4 break လေးကကျွန်တော်တို့ဆင်းသွားတယ် အဲကျွန်တော်အောက်တနောက်ထပ်တစ်ပြင်ပေါ့နော်နောက်တစ်ပြင်မှာ၈ဒီမှာကကျွန်တော်တို့ရှင်းနေတာဒီ၄ပေါ့နော်၈၄ပေါင်းခြင်းပေါင်းခြင်းနဲ့နှစ်ပါဝါခွန်နှစ်နက်ခတ်ဒီကျွန်တော်တို့၄ဒီမှာဘာကြသွားလဲဆိုရင်၉၈ဆိုတော့ပေါင်းခြင်းနံပါတ်နံပါတ်၄၄ break ပေါ့နော်โอเคကျွန်တော်နောက်တစ်ပြင်ကိုစစ်ကြည့်မယ်၆ဒီမှာက၉ပေါ့နော်၆၉နှလုံးပေါင်းခြင်းဒီ၅ပါတဲ့နော်၅ 3ညာ3ဒီ break ဒီမှာပါထွက်သွားလဲ8 9 10 8ပေါင်းချင်းဒီ9 break နော် okay ဒါဆိုရင်အခုလာမဲ့အပင်အတွက်ကကျွန်တော်တို့6ရေဒီမှာရှိတဲ့4ရေပေါ့နော်6လေးနှလုံးပေါင်းချင်းဒီပေါင်းချင်း3ညာ3ညာဖြစ်တဲ့အတွက်2 power သူရဲ့နက်ခတ်တီဘယ်မှာလာကြမလဲဒီမှာ break အနေနဲ့လာကြမယ်ပေါ့နော်အဲဒီမူလဲကြည့်တဲ့ခါမှာတပင်2ပင်ပေါ့နော်ကျွန်တော်3ပင်4ပင်5ပင်ဒီပင်နဲ့ဆိုရင်တော့ကျွန်တော်ဒါ6ကတ်မြောက်ဖြစ်သွားပြီပေါ့နော်6ကတ်မြောက်အဲဒါ20နဲ့2ကျင်းအတွက် break line က3.5ခွန် break ဆိုပြီးတော့ရတာပေါ့နော်ဒါစစ်ပေးခဲ့မယ်ဆိုရင်တော့အဲဒီ break line လေးဒါဆွဲလို့ရတာပေါ့နော်ဒါမဆိုးလို့ပြောလို့ရပါတယ် โอเคပါဒါကြိုင်နေတဲ့တငယ်ချင်းတွေကတော့ဒါယူသုံးလို့ရပါတယ်เนาะအဲတော့ 3D ရတိတ်ပြီးတော့မတင်ပြဘူးပေါ့เนาะအဲမတင်ပြပဲဖြစ်နေတာအဲကျွန်တော်နောက်ပိုင်းနေမှာဒီအပီပေါက်တွေပါနေပေါ့เนาะဝမ်းကျင်းနေစစ်ပြီးတော့တင်ပြပါအောင်ပဲဗျာเนาะဒါပထမဆုံးကျွန်တော်တို့ဒီ pre line လေးဒါအရင်စပြီးတော့ဆွဲပြီးလိုက်တာပေါ့เนาะ3 5ခွန်เนาะအားလုံးပဲအဲလာမယ့်20နှစ်ချိန်မှာတော့ကံကောင်းကြပါစေเนาะဒီ1 5ကကျွန်တော်အဲအချိန်20တုန်းကဒဲပေးလိုက်တယ်ပေါ့เนาะနောက်တစ်ချိန်ကျမှဒဲကောက်ထွက်တယ် ကန်ပေါ့ဗျာနော်โอเคပါအားလုံးပဲ pre line လေးပေါ့နော်3ည5 complete line လေးရှိပါတယ်ဗျာကျေးဇူးတင်ပါတယ်